င်္ဂလာပါရှင်ခတိတက်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးဗစီရွာဘက်မှနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးနိုင်ရီကန်စကန်ကို၄ချောင်းမှ၄ရက်ဆက်တိုက်ခရဲနဲ့စာနဲ့ရိတ်ခါအထုံများလာချပေးရန်အချို့ပြည်စီများအေးရရှိစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ်အမ်ရန်ရိုလန်အနီရှင်နိုင်ရကန်လေးချောင်းရန်ကာကွယ်ရေးစခန်းကိုစေအိုစုမ၄ရက်သက်တိုင်းခရရန်နဲ့စာနယ်ရိတ်ခါများကိုလေဒီဖြစ်လာချပေးရန်ပြည်စည်းအချို့အထုံများကိုအာရခတက်တော်အေအေကတင်စီရမိတယ်လို့တင်ပြရှိပါတယ် အကြမ်းမတ်စတဲ့ကပစီရွာလမ်းအောင်ဘက်မှအကြဆုံများပြီးမိထပ်မံထိုးစစ်ဆင်လာသည့်အတွက်အေအေနဲ့တော်လန်ရဲတပ်ဖွဲ့များမှပိတ်ဆို့တိုက်ခိုင်းနေပြီးနှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေသလိုတပ်ဖက်မှလည်းလက်နက်ခဲယံနဲ့ဂျိတ်ခါတုံများကိုအစမပြဲနေရိတ်ကစခန်းတို့ချပေးနေတယ်လို့သတင်းရှင်းမြစ်တအူးကပြောပါတယ်သူတို့စစ်ကြောင်းတွေကအကြဆုံများပြီးမဲ့ ဘစီပဲလန်ဟောင်းကနေထက်သက်လာတာကုံသုံးသက်ကြည့်ရင်သူတို့နိုင်ကစကန်ကိုစစ်ကူရောက်မှဖြစ်မဲ့အနေအထားမျိုးတွေ့ရတယ်။တဖက်မှာလည်းရိတ်ခါတွေလက်နက်တွေကုံလေးရစတိုင်းချပေးနေရတော့နိုင်ကန်ကချိန်နေကအရေးကြီးတဲ့အနေအထားမျိုးလို့သုံးသက်ရတယ်။အေအေကနိုင်ကန်ကိုပိတ်ဆို့ထားတာကလည်းလာနဲ့ချိန်ပြီးကြာလာပြီဆိုတော့စကန်ထဲမှာတခုခုတော့ဖြစ်နေပုံရှားတယ်လို့ပြောပါတယ်။ ပစ္စည်းများကိုလေရင်မော်ကလေဒီဖြစ်နေရိတ်ကန်တို့မချပေးမီတိုက်ချက်လေရင်များဖြင့်နေရိတ်ကန်စကံပတ်ပတ်လေးကိုဝဲပြန်ပြီးပြစ်ခတ်ပြီးမှအထုံများကိုလေဒီပြင်ချပေးတယ်လို့၎င်းကဆက်ပြောပါတယ်။ AAY ပိတ်ထားတဲ့စစ်ကောင်မစင်နေရိတ်ကန်စကံကို YA လေရင်အမျိုးအစားဖြင့်လေရက်ဆက်တိုင်းခရဲနဲ့စာနဲ့ရိတ်ခါတွေကိုလာချပေးတယ်။ပစ္စည်းထုတ်တွေကို YA ကနေလေဒီနဲ့လာချပေးတယ်။မနေ့ကဆိုဆယ်ထုတ်ချသွားတယ်အခုလိုချပေးနေတာလေရက်ရှိပြီလို့ပြောပါတယ်။ နိုဝင်ဘာလ23ရက်နေ့မှ26ရက်အထိ၄ရက်ဆက်တိုင်းခရရနဲ့စာနယ်ဇင်းကတုံများကုန်လာချပေးခဲ့တယ်လို့လည်းအခြားဒေသတွင်စီးရဲတရင်ချင်းမြစ်တစ်ခုကပြောပါတယ်။ထို့သောချပေးရာမှာလေတိုင်းနှုံနဲ့လေကြောင်းအပြောင်းလဲများကြောင်းတချို့မှာစကန်နေတို့ကြောင်ရောက်တယ်လို့တချို့အထုံများမှာ ချားနယ်မြေနှင့်အာရခတ်တပ်တော်နေရာယူထားသည့်နယ်မြေများသို့ကြာရောက်တယ်လို့၎င်းကပြောပါတယ်။ရည်တမ်းမှုနဲ့စာနယ်ရိတ်ခါခရဲပါတဲ့အထုပ်တွေစကမ်းပြင်ကိုကြလာတော့အေအေဘန်မှာတင်စီရမိတာတွေရှိနေစကမ်းနဲ့ကြတာကတော့စစ်သားတွေရတာရှိပေမယ့်နှစ်ဖက်ကြားမှာကြာနေတဲ့အထုပ်တွေကတော့ဘယ်အဖွဲ့မှမကောက်နိုင်ဘူးဒီတိုင်းရှိနေသေးတယ်လို့၎င်းကပြောပါတယ် နိုင်ရကမှာဖြူအားမှုအဆင့်ရှိသူတအူလက်ရှိချိန်ထိထိုင်နေပြီးအင်အားနေရာကြောက်ခံရှိနိုင်နေတယ်လို့ခန့်မှန်းကြောင်း၎င်းကဆိုပါတယ်။နိုင်ရကစကန်းကိုစစ်ကူပို့ဖို့အတွက်စစ်တကစူးစမ်းနေတာလာနဲ့ချီပြီးကြာနေပြီးစစ်ကြောင်းနှစ်ကြောင်းတက်လာတာရှေ့မတိုးနိုင်မင်းခုတ်ကြီးနဲ့နမိုင်ခန့်မှာတကြောင်းပစင်ရွာနဲ့တမိုင်ကျော်မှာတကြောင်းရှိနေတဲ့ရှေ့ကိုတို့ပြီးမဲ့အကြဆုံးများနဲ့စစ်ကြောင်းနှစ်ကြောင်းလုံးတန်းနာဆုပ်သွားရတဲ့ ကုတ်ကြီးကိုတော့မရောက်နိုင်ဘူးပစိဘက်ကစစ်ကြောင်းလဲဒီအတိုင်းပဲတန်းနောက်ဆုတ်သွားရတယ်အေးအေးကတော့နေတိုင်းလုံလို့တိုက်ပွဲဖော်ပြီးလိုင်းလံတိုက်ခိုင်းနေတာကြောင့်တိုက်ပွဲတွေကတော့ဆက်လက်ဖြစ်နေသေးပဲလို့ပြောပါတယ်ထို့သောအေးတိုက်ခိုင်းနေမှုကြောင့်ဆော့ဆုစစ်ကြောင်းများသည်အနာမရပင်ဆုတ်လိုက်တက်လိုက်ဖြင့်အမ်ဘရန်လန်တချောင်းမှာစည်ရင်လုံရှားမှုများကိုပြုလုပ်နေရပြီးလေရင်ကလည်းကြေးရွာများပါမကြမ်းမကြာခဏဘုံကျက်တက်ခတ်မှုများကိုပြုလုပ်နေရတယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးတီးတိမ်မျိုးအဝင်းရှင်စစ်တပ်ကိတ်ကိုပြန်လည်တိုက်ခိုက်သိမ်းပိုင်လိုက်ပြီးစစ်တပ်ဘက်နှစ်ဦးနဲ့အတူလက်နက်ခဲယံများတင်စီရရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ချင်းပြည်နယ်တီးတိမ်မျိုးအဝင်းဆိုင်ပုံအနီးရှိအကြမ်းမတ်စစ်တပ်ကိတ်ကိုသိမ်းပိုင်ခဲယံစစ်တပ်ဘက်နှစ်ဦးနဲ့အတူလက်နက်ခဲယံများလည်းတင်စီရရှိကြောင်း PDF ဆိုလန်ကထုတ်ပြန်ပါတယ်။ ဇမနဲ့နိုဝင်ဘာလ29ရက်နေ့နနက်7:00နာရီခန့်ကတီးတိမ်မြို့အဝင်းရှိကျိုးစိုပါဤဆိုင်ပွအနီမှာတက်ဆွဲထားသည့်အကြမ်းမတ်စစ်ကောင်စီ၏လက်အောက်ခံခလိုက်ရနှစ်ချောက်ကိုတပ်သားများကချင်းညင်တော်တောက်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ရန်စစ်တပ်ဗန်နှစ်ဦးနဲ့အတူလက်နက်ကင်ရန်အချို့တင်စီနိုင်ခဲ့ကြောင်းသိရပါသည်ထို့သောတိုက်ခတ်မှုအတွင်ချင်းညင်တော်တပ်ဖွဲ့ဝင်များဘက်မှအထိခိုက်မရှိဘဲပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းအသိပေးပါသည်။ အကြမ်းမတ်စစ်တပ်ကတီးတိမ်မျိုးလူအဝင်အထွက်ကိုထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေခြင်းဖြစ်ပြီးချင်းညီနောင်တပ်ဖွဲ့ကမျိုးအဝင်ကိတ်ကိုပြန်လည်သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း PDF ဆိုလန်ကထုတ်ပြန်ထားပါတယ်ရှင်။ဆလပင်တောင်တွင်ကြီးမျိုးနဲ့ဝကတိသတားပေါ်မှာလက်နက်ခဲယံတင်ဆောင်လာသည့်စစ်ကားတစ်စီးတိမ်မောက်ပောက်ခွဲကစစ်သား၅ဦးတင်ဆောင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းတောင်တွင်ကြီးမျိုးနဲ့ဝကတိသတားပေါ်မှာလက်နက်ခံရတင်ဆောင်လာသည့်စစ်ကားတစ်စီးတိမ်မောက်ပြီးပောက်ကွဲမှုဖြစ်ပွားကောင်စစ်သား၅ဦးတေဆုံးခဲ့ကြောင်း ပုံနာဝရီတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။နိုဝင်ဘာလ28ရက်နေ့မွန်လယ်3:30မိနစ်အချိန်တောင်တွင်ကြီးမြို့နယ်ဝက်ကတိချင်းရွာရှိပတ်ရှိဝက်ကတိတရားပေါ်မှာဝါတင်လာတိကနဲ့လက်နက်ခဲရင်တင်ဆောင်လာတိကတစီတို့ရင်တန်းမှုဖြစ်ပွားကစစ်ကားတိတ်မောက်ခဲ့ကြောင်းသိရပါတယ်။ ထို့သို့တင်မောက်သွားပြီးနောက်ခဏအကြာမှစစ်ကားပေါ်တင်လာသည့်လက်နက်ခဲယမ်းများပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးကားပေါ်လိုက်ပါလာသည့်စစ်သား၅ဦးသေဆုံးက9ဦးအပြစ်ထံဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်ပောက်ကွဲမှုအတွင်ပြစ်ထန်တရားရရှိခဲ့သည့်စစ်သား9ဦးကိုပရကျေတိုင်နေစေုံတို့ပို့ဆောင်ထားကအရေးပါကုသနေရပြီးတရားအခြေအနေအလွန်ပြစ်ထန်တာကြောင့်တည်ဆုံနိုင်ကြောင်းသိရှိရပါသည်။တန်တွင်ချင်းမြို့နယ်ကဝကတိတရားပေါ်မှာလက်နက်ခဲယံတင်ဆောင်လာသည့်စစ်ခွေးကနေဝါတင်လာတဲ့ကတိုက်မိတာလို့သိရတဲ့ စိတ်ခွေကကရှေးပင်းကျွန်ထွက်ပြီးတိမ်းမောက်သွားတာအဲ့လိုတိမ်းမောက်ပြီးလက်နဲ့ခရရနေပောက်ကွဲတာကားပေါ်လိုက်ပါလာတဲ့စိတ်ခွေငါကောင်တင်ဆုံနေခုနှစ်ကောင်ကတော့ပလားကျယ်တိုက်နေစေုံမှအရေးပေါ်ကုတာနေရတဲ့ပရဲကျယ်တိုင်နေစေုံမှာအရေးပေါ်ကုတာနေရတဲ့ဒံယာပြင်းထန်လို့တင်ဆုံနိုင်တယ်လို့သိရတဲ့ဟူပုံနာဝရီတပ်ဖွဲ့တောင်းဝင်းချီမှတောင်းဝင်းရှိသူကပြောဆိုပါတယ်အဆိုပါလက်နက်ခရင်တင်ဆောင်လာသည့်ကားသည်တနအိခန့်အကြားစနိုက်ပါကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့်စစ်တပ်ကတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးစစ်တပ်၏ပုံမှန်905ကလူငင်းချန်နာခွေမောင်နိုင်ငံရေးကျင်းသားအနေနဲ့တော့လွန်မြောက်ပြီးနိုင်ငံရေးကျင်းသား2000ကျော်ဖမ်းဆီးခံထားရဆဲဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အကြမ်းမဲ့စစ်တပ်၏ပုံမှန်905ကလူငင်းချန်နာခွေမောင်နိုင်ငံရေးကျင်းသားအနေနဲ့သာလွတ်မြောက်လာပြီးနိုင်ငံတော်ဝန်ရှိအကျဉ်းထောင်များမှနိုင်ငံရေးကျင်းသား2000ကျော်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ဘဟုဥဆောင်ကော်မတီဝင်ကိုတိုင်ထွန်းဦးကပြောဆိုပါတယ် နိုဝင်ဘာလ26ရက်နေ့အကြမ်းမတ်စစ်တပ်ကနိုင်ငံတော်ကြီးညိုပြစေမှုပုံမှန်905ကဖြင့်ပြည်ထောင်ချခံနေရသည့်နိုင်ငံရေးကျင်းနာ924ဦးကိုလွန်ငင်းခွင်ပုံမှန်905ကနေအမှုတွေအခြားမှုများရှိနေသည့်အကျဉ်းနာ2363ဦးကိုပြည်ထောင်စော်ပေါခွင်ပေးကအမှုရင်ဆိုင်စဲနှင့်ထွက်ပြေးသိမ်းဆောင်နေရသူ9580ဦးကိုအမှုပိတ်သိမ်းပေးခဲ့ကြောင်းသိရပါသည်နိုင်ငံရေးကျင်းနာတွင်ပြန်လွတ်တယ်ဆိုတာထက်တစားကန်အချို့ကိုနိုင်ငံရေးခုံလုံးလုံးဖို့ပြန်လွတ်တယ်ဆိုတဲ့အခြေအနေလိုပဲမြင်ပါတယ် အခြေအနေလိုပဲမြန်မာတွင်အချင်းထောင်တွေကတမနာကြီးဦးဝင်းမြင့်နဲ့ဒွါဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားနှစ်တောင်းကျော်ဒစားကန်အဖြစ်ဆက်လက်ဖန်ဆီးခံထားရစေမို့အားလုံးအမြဲဆုံးပြန်လွတ်ပေးဖို့ပြောချင်ပါတယ်ဟု PPNM ဘဟုဦးတောင်ကော်မတီဝင်ကိုတိုင်ထွန်းဦးကပြောဆိုပါတယ်။မန္တလေးဥပဒေအတွင်းမှာ905ကပုံမှန်ကတ်ရင်းဖန်ဆီးခံထားရသူတထောင်ကျော်ရှိနေပေမယ့်လူငယ်မှပြန်လွတ်လာသူနိုင်ငံရေးကျင်းသားအမျိုးသား165ဦးနဲ့အမျိုးသမီး69ဦးစုစုပေါင်း238ဦးသာလွတ်မြောက်လာခဲ့ကြောင်း စုစုပေါင်း238ဦးသာလွတ်မြောက်လာခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်မှပိုးဦးဆောင်ကော်မတီဝင် ကိုတိုင်ထွန်းဦးကပြောကြားပါတယ်။နိုဝင်ဘာလ28ရက်နေ့မှာအကြမ်းမတ်စစ်တပ်ကလူငင်းချမ်းနာကွင်ဦးစောကလှုပ်ပေးခဲ့ရမှာအိုးဘော်ထောင်မှာနိုင်ငံရေးကျင်းသားတထောင်ကျော်ရှိပေမယ့် 232ဦးကိုလာလှုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းလက်ရှိအိုဘိုထောင်မှာနိုင်ငံရေးကျင်းနာရှင်အားကြောကြန့်ရှိနေစေဖြစ်ကြောင်းသိရပါတယ်။အလားတူအင်းစိန်ထောင်မှာပုံမှန်905ကဖြင့်နိုင်ငံရေးကျင်းနာတချို့ပြန်လည်လွတ်မြောက်လာခဲ့ပြီး NLD ပြန်ကြားရေးတာဝန်ခံဦးကြည်သွန်းတက်ကြလှူစားသူလူငယ်ကိုဖို့တန်အပါဝင်နိုင်ငံရေးကျင်းနာအချို့ဇမနီမှာပြန်လည်လွတ်မြောက်လာခဲ့ပြီးစုစုပေါင်းလွတ်မြောက်လာသူအကျဉ်းသားပေါင်းအင်းစိန်ထောင်မှာ192ဦးရှိကြောင်းသိရပါတယ်။ မြန်မာတနိုင်ငံလုံးစီအကျဉ်းထောင်တည်တည်မှနိုင်ငံရေးအကျဉ်းသား2000ကျော်မှအကြမ်းဖက်စစ်တပ်၏မတရားဖန်ဆီးထောင်ချခြင်းခံထားရဆဲဖြစ်ပြီးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်စုကြည်အပါအဝင်တမရာကြည်ဦးဝင်းမြင့်တို့မှလည်းမတရားဖန်ဆီးခံထားရဆဲဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရက်မှဗဟုဥဆောင်ကော်မတီဝင်ကထုတ်ပြန်ထားပါတယ်ရှင်။